ဒီဘူဘီရဲ့နောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးပါမယ်။ထိုင်းနိုင်ငံမြောက်ပိုင်းချင်းမိုင်မြို့ကတလန်မင်းမိုင်လက်လီလက်ကောက်ကုံစင်းစည်းကြီးတွေကနေချက်ထွက်သင်းတဲ့ထေရောထေထားတဲ့ ice မူရေစေအလေးချင်း196 kg ဖမ်းဆီးရမိရဲ့လို့အမတ်ငါတိုင်းဒေသမူရေစေဘောနင်းနေရရတက်ဖွဲ့ကမနေ့ကနိုဝင်ဘာလ7ရက်နေ့မနက်ပိုင်းသတင်းစာရှင်းလင်းပွဲမှာပြောဆိုခဲ့ပါတယ် အာရခတက်တော်အေကရခိုင်ပြည်နယ်ပဲခူးတိုင်းမကွေတိုင်းအေဟာဝတီတိုင်းတို့မှာဖြစ်ပေါ်တဲ့တိုက်ပွဲအတွင်းအလံဖြူလက်နက်ချသူနဲ့ဖမ်းဆီးရမိသူ80ကျော်ရှိတယ်လို့အေကနိုဝင်ဘာလ17ရက်နေ့မှာထုတ်ပြန်ပါတယ်မက်ဒလီတိုင်းနထိုးကြီးမြို့နယ်တွင်မှနဝေမာလာကိုရဲနှင့်ညနေ6:00နာရီခွဲဝန်းကျင်ကစစ်ကောင်စီတပ်ဖက်ကပစ်ခတ်လိုက်တဲ့လက်နက်ကြီးကြေကျောက်ပေါက်ကွဲခဲ့တာကြောင့်ခလင်းငယ်တရားအပါအဝင်3ယောက်သေဆုံးတော့ခဲ့လို့ကုညီဆောင်ရွက်ပင်းနေသူတွေစီကသိရပါဗျ။ ဒီပူပီရဲ့နောက်ဆုံးရသတင်းတွေကိုဒီပူပီ TV New Facebook Page မှာဆက်လက်ကြည့်ရှုနိုင်ပါတယ်ရှင်။